ချက်စီသိန်းကိုအားပေးနေကြတဲ့ brother ညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာအပေါင်းနဲ့ခံကြောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်။ဆိုတော့လက်တလောချက်စီအသင်းဒါပြိုင်ပွဲတွေလည်းပြီးသွားပြီပြည်သက်တွေလည်းအတိုင်းအတာဂရီစိတ်ကြေနေကြရဲဆိုတဲ့အနေထားတွေအပြီးလေးမှာအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဘလို့ခြေလှမ်းလေးတွေရှိလဲဆိုတော့ကိုဒီပလေးမှာကျွန်တော်အနေနဲ့တင်ပြသုံးသပ်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးတစ်ယောက်ကတော့ကျွန်တော်တို့စနေကြအတိုင်းပဲလေယံဒက်လက်ပါပဲခင်ဗျဒက်လက်နဲ့ပတ်သက်ရင်တော့ထူးထူးခြားခြားတိုးတက်လာတဲ့အခြေအနေအချို့ကိုကျွန်တော်တို့လည်းကြားသိရတယ်အဲ report တွေရေဖော်ပြချက်မှာဆိုလို့ရှိရင်ဒက်လက် ကကျွန်တော် Chelsea တင်းနေတဲ့ဒါ medical လောက်ဖို့တော့မှ book ထားတဲ့အနေအထားမျိုးတွေရှိရလို့ကြားသလို Landellan နဲ့ Mars Car တို့လည်းစကားပြောမယ်ဆိုတဲ့အခြေအနေတွေမျိုးအထိကျွန်တော်အတန်တွေကြားရပါတယ်ဆိုတော့ဒီလိုကြားရတဲ့အနေအထားဟာတော်တော်လေးအခြေအနေကကောင်းတယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ကောင်းလေဆိုတာနီးပြားနဲ့ကစားသမားတယောက်ပြောပြီးဆိုကလေးကဒါမာရက်စကာအနေနဲ့ဒါအရင်တော့ဆိုမော်ရီညိုလို့ဆိုရင်ဒါစကားပြောခွင့်ရပြီဆိုဒီကစားသမားသူ့အိတ်ကထဲရောက်ပြီးသားပဲဆိုတဲ့အနေထားမျိုးပေါ့နော်ဆိုတော့ဒဲလက်က လက်ရှိမှာတော့အခြေအနေတွေတော်တော်လေးတိုးတက်မှုရှိတဲ့ကစားသမားလို့ကျွန်တော်တို့လည်းပြောလို့ရတယ်သူကိုယ်တိုင်ကလည်းအဲပရီးမီးယားလိမှာဆက်နေခြင်းတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဆိုတော့ပထမတော့မန်ယူကိုပို့ပြီးတော့သွားကျင်သလိုလိုအဲညူကာဆယ်ကပဲသူ့ကိုရတော့မလို့လို့ねဒါပေမဲ့ချယ်ဆီကချန်ပီယံလိဝင်ခွင့်ရသွားတယ်ဆိုတဲ့အနေအထားမှာတော့အခြေအနေတချို့ကပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒါကတော့လေယန်ဒက်လက်ပါတစ်ဖက်မှာတော့ကျွန်တော်လေယန်ဒက်လက်နဲ့ဘျောင်းမန်ကတော့ဟူကိုအာကီတိုက်ဖြစ်ပါတယ်ဆိုတော့အာကီတိုက်ကကျွန်တော်တို့တည်င်း ကပျောက်သွားတာမဟုတ်ဘူး Fabrizio Romano ရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်ချက်စီသိန်းဟာလက်ရှိချိန်ထိ Archetype ပေါ်မှာသိဝင်စားမှုရှိနေစေဖြစ်တယ်။ဒါကတော့မပြောင်းလဲသေးဘူး။သို့တော်လည်းပဲဒီတပတ်အတွင်းမှာတော့ထူးထူးခြားခြားဘာမှဆက်ပြီးတော့ဖြစ်မဲ့အရေးရောမျိုးမတွေ့ရဘူး။ကစားသမားကိုယ်တိုင်ကတော့ချက်စီသိန်းရဲ့သိဝင်စားမှုပေါ်မှာအဝက်ကမ်ဖြစ်တယ်ဆိုတဲ့အခြေအနေမျိုးမှာတော့ရှိတယ်။သို့တော်ကစားသမားလည်း decision မချသေးသလိုချက်စီသိန်းကလည်းဟိုကိုအခီတိုက်ကို စိတ်ဝင်စားရဆိုတဲ့အခြေအနေမျိုးမှာပဲရပ်တန့်ထားပြီးတော့ဆက်ပြီးတော့တိုးတက်တဲ့အနေအထားမျိုးမရှိသေးဘူးလို့တော့ကျွန်တော်လည်းကြားသိရတယ်။လက်ရှိမှာလီဗာပူးအသင်းဟာဆိုလို့ရှိရင်လည်းအာခီတိုက်နဲ့ပတ်သက်ပြီးတော့ခြေလှမ်းတွေအဲစိတ်လာတဲ့အသင်းတစ်သင်းဖြစ်တယ်လို့ကျွန်တော်လည်းကြားသိရတယ်။ဆိုတော့ဒါပေမဲ့လီဗာပူးအတွက်လည်းဘာမှထူးခြားပြီးတော့ထွေထွေထူးထူးတိုးတက်မဲ့ အရေးရောင်မျိုးလက်ရှိမှာတော့မရှိသေးဘူးပေါ့ပြောရရင်တော့အားလုံးကပုံမှန်အခြေအနေမျိုးမှာပဲမင်းလဲထင်ဝင်စားငါလဲစိတ်ဝင်စားရဲဆိုတဲ့အနေထားမျိုးမှာပဲရှိနေပြီးတော့ထူးထူးခြားခြားပို့ပြီးတော့ခြေတလန်းတာတဲ့အနေထားမျိုးမှာတော့မရှိသေးဘူးလို့ကျွန်တော်နေနဲ့ကြားသိရတာပဲဖြစ်ပါတယ်ဒါကတော့ဖူကိုအခီတိုင်းနဲ့ပတ်သက်တဲ့တင်းမှာတပတ်မှာတော့ကျွန်တော်တို့ရဲ့လက်ရှိကစားသမားမန်ချက်စတာယူနိုက်တက်အသင်းကနေအငှားလာတဲ့ဂျီလန်ဆန်ချိုနဲ့ပတ်သက်လို့ရှိရင်လည်းကျွန်တော်တို့လက်ရှိမှာအေဂျင့်တွေပေါ့နော်ဂျီလန်ဆန်ချိုရဲ့အေဂျင့်တွေနဲ့ချက်စီးတင်တာဝန်ရှိသူတွေကြားမှာ ကွန်တက်တွေတောက်လျှောက်ရှိနေတယ်အထူးသဖြင့်တော့လောခလာစာနဲ့ပတ်သက်ပြီးတော့အတိကချက်စီအတင်းကရေရန်ဆန်ချိုရဲ့အေဂျင့်တွေကိုနားချနေကြတာဖြစ်တယ်လို့သိရတယ်ယူနိုက်တက်မှာလည်းဒီဆန်ချိုရဲ့လောကလာစာပမာဏဟာအဆင်ပြေမှုမရှိသလိုချက်စီအတင်းတော့ဆိုလို့ရှိရင်လည်းဒီရေရန်ဆန်ချိုရဲ့လောကလာစာပမာဏဟာအဆင်ပြေနိုင်မဲ့အနေအထားမျိုးနဲ့အလံဝေးတယ်ပေါ့နော်ဆိုတော့ အခုက United ကခေါ်တဲ့အချိန်မှာ Chelsea ကအပြစ်မပေးရအောင်လို့ကျွန်တော်ကြားတယ်လောက်ခလာစားအောင်လीဆိုတော့ Chelsea အသင်းအနေနဲ့အဓိကက Jadon Sancho ကို ပြောရရင် Maresca ကစက်ထင်းကျင်တယ်လို့မပြောတော့လည်းပဲစက်ထင်းကျင်တဲ့အရေးအောင်တော့ပြလာပြီလို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ငိုတဲ့ကလည်းဒါတုံတိုင်ုံဆိုလို့ရှိရင်သိပါတယ်ဗျာ Jadon Sancho လို့ကစားသမားမျိုးဟာအာနံပါတ်1မပေးဘူးဆိုရင်တော့မှကျွန်တော်တို့ဟို Super Sub အနေနဲ့တော့ကောင်းကောင်းကြီးတုံးလို့ရတဲ့ကစားသမားမျိုးလို့ကျွန်တော်ကတော့ထင်တယ် ယုံကြည်တယ်ပေါ့เนาะ Chelsea အနေနဲ့ကြည့်မယ်ဆိုတာသူသာ consistent ရှိရှိနဲ့သွားမယ်ဆိုလို့ရှိရင် သူဒီပုံမှန်ပွဲထွက်ခွင့်ဆိုရင်လေဖြစ်တယ်ဆိုတဲ့အနေအထားမျိုးပေါ့เนาะဆိုတော့ Sancho နဲ့ပတ်သက်ပြီးတော့ Chelsea အနေနဲ့ဟိုအမှားယွင်းနည်းနည်းလေးနဲ့ result ကောင်းတစ်ခုထွက်အောင် လုပ်တဲ့လို့တော့ကျွန်တော်ကတော့ကျွန်တော်တူတဲ့အမြင်ကတော့အဲ့လိုမျိုးမြင်တယ်ပေါ့เนาะဆိုတော့ကျန်တာတော့ Chelsea ရဲ့လုံဆောင်ချက်ပေါ်ပဲမူတည်တယ်တဖက်မှာတော့ရာမဲဂတ်တင်ဖြစ်ပါတယ်ရာမဲဂတ်တင်နဲ့ပတ်သက်လို့ရှင်ရင်လေချက်စီသင်းဟာဒေါ်မွန် ထံကိုဒါသူရဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့အများတန်းအဲထိတွေ့မှုတွေအချို့ကိုလှုပ်ဆောင်မှုစူးစမ်းနေစေဖြစ်တယ်လို့သိရတယ်။အဲလက်ရှိချိန်ဒီချက်စီသင်းရဲ့ရေဒါထဲမှာရမိုက်ကန်တင်ဟာဆိုလို့ရှိရင်လေပါဝင်နေစေအနေထားမျိုးမှာရှိတယ်။သို့တော်လည်းပဲချက်စီသင်းနေတဲ့ဒီယာဒီမှာတိုက်စစ်ကစားသမားတွေကအသင်းမှာရှိသင်းတဲ့လောက်လည်းရှိနေပြီ၊ကွင်းလည်းဆိုလည်းဖြစ်သင်းလောက်ဖြစ်သင်းပြီးခန်းစစ်မှာလည်းရှိလောက်ရှိပြီဆိုပေမဲ့ဟိုရေဒါထဲမှာလူကစားသမားတွေများပြားနေရခြင်းဟာအ အထူးသဖြင့်ချန်ပီယံလိရပြီးတဲ့အချိန်မှာပို့ပြီးတော့ဒီထက်ပိုများလိမ့်မယ်အချင်းပြောင်းတွေအများကြီးလည်းဖြစ်သွားနိုင်တဲ့အခြေအနေမျိုးကိုချက်စီတင်ရောက်သွားပြီပေါ့နော်ဒါချန်ပီယံလိကတော့ဘော်လီတို့အနေနဲ့ဘာပဲပြောပြောဒါပြန်ပြီးတော့အဖတ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့အနေထားမှာအဲ့ဒီဆယ်နိုင်ခဲ့တဲ့အဖတ်ကိုဘယ်လိုမျိုးအကောင်ဆုံးထပ်ပြီးတော့ထုတ်ပိုးရောင်းချမလဲဒါမျိုးတွေကတို့နဲ့ဆက်လုပ်ရမယ်အနေထားမျိုးဖြစ်တယ်လူငယ်ကစားသမားတွေလည်းပြန်လာဖို့ရှိနေတဲ့အနေထားမှာချက်စီတင်အပြောင်းအရွှေ့တွေကတော့အမှန်မှန်ကန်ကန်နဲ့ထိမ့်ထိမ့်သိမ့်သိမ့် အကျိုးရှိရှိဖြစ်အောင်တော့လုပ်ရမယ့် transfer window တစ်ခုဖြစ်တယ်လို့ယူဆတယ်လို့ကျွန်တော်အနေနဲ့တင်ပြရေးအဲဒီကနေ့ညာကင်းအတွက် Chelsea သတင်းတင်ဆက်မှုလေးကိုလောင်းနေပဲကျေနပ်ပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အစဉ်ဆက်မပြတ်အားပေးကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစီခင်ဗျာအားလုံးပဲ see you next video ပါနော်